ငလင်ဆိုတာဘာကိုပြောတာလဲငလင်ကဘာအတွက်ကြောင့်လောက်ရတာလဲအစားရှိတဲ့အကြောင်းအရာလေးဒီကိုယနေ့ဗီဒီယိုထဲမှာကျွန်တော်ဆင်းပြပြီးတော့ပါမယ်ငလင်ဆိုတာဘာကိုပြောတာလဲ ငလင်ဆိုတာကျွန်တော်တို့သဘာဝဘေးအန္တရာယ်ဇိုးတွေတဲကမှအင်မတန်မှကြောက်ဖို့ကောင်းတဲ့အရာတစ်ခုဖြစ်တယ်။ငလင်ပြုတ်လောက်လိုက်ပြီးဆိုတဲ့အနေနဲ့ကျွန်တော်တို့ကတခုတည်းနဲ့မပြီးသွားဘူး။နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ကျွန်တော်တို့ကအများကြီးကိုခံစားရတယ်။ဒါတွေကဘာတွေလဲဆိုတော့ကျွန်တော်နံပါတ်1အနေနဲ့မြေပြိုတာတွေတောင်ပြိုတာတွေဖြစ်တယ်။ပြီးတော့မှကျွန်တော်တို့အဆောက်အဦပြိုတာတွေတိုက်တာပြိုတာတွေဒါတွေကထပ်ဖြစ်လာတယ်။ဒါတွေပဲလာဆိုတော့ကျွန်တော်တို့ကမပြီးသေးဘူး။ဒီထက်နောက်ဆက်တဲ့ဆိုးကျိုးတွေအနေနဲ့ပေါ့နော်ကျွန်တော်တို့ကဒါ မီတော့ပေါက်ကွဲတာတွေပြင်းပြင်းတို့မီတော့မီတော့တွေပေါက်ကွဲတာတွေပြီးတော့မှကျွန်တော်တဖန်ဆူနာမီလိုင်းတွေဖြစ်ပေါ်တာတွေစားစီးတဲ့ဆိုးကျိုးတွေကိုကျွန်တော်ကရင်ဆိုင်ရတယ်ဒါတွက်ကြောက်လဲငလေကအင်မတန်မှကြောက်ဖို့ကောင်းတဲ့သဘာဝပေးရတဲ့ဇိုးတစ်ခုလို့ကျွန်တော်ပြင်တယ်ပြီးတော့မှကပိုင်ကြီးမှလူကြီးတနစ်ကို6000ကျော်လောက်ကဟဲ့ဒီငလင်တန်ကြောက်ပဲအသက်စီးစိမ်ဆုံးဆုံးနေရတယ်ဒါတနစ်ကို6000ကျော်စင်နစ်ဆိုကျွန်တော်တို့လူကြီး6000 တကယ်မျိုးပြကြီးတစ်ခုတီထောင်လို့ရတဲ့လူကြီးလောက်ရှိတယ်။ဒါတကယ်ဥမဆိုးဆိုးဝါးကြောက်ဖို့ကောင်းတဲ့အရာတွေတည်းကတစ်ခုဖြစ်တယ်။ဘာကြောင့်ငလင်လောက်ရတာလဲ။ဒီနေရာမှာငလင်ဘာကြောင့်လောက်ရတာလဲဆိုရင်ပြောမယ်ဆိုကျွန်တော်တို့ကအတိအကကျွန်တော်တို့ရဲ့ကဘာမြေကြီးကိုသိဖို့တော့လိုအပ်တယ်။ကျွန်တော်တို့ကဘာမြေကြီးကိုကြည့်မယ်ဆိုရင်အလွာကြီးလေးလွာနဲ့ဖွဲ့စည်းထားတာဖြစ်တယ်။နံပါတ်1အပေါ်ဆုံးလွာခရက်လို့ခေါ်တဲ့ကျွန်တော်တို့မြေစည်းလွာဒီအပေါ်ရန်လွာအခွန်ပေါ့နော်အဲ့လိုခေါ်တယ်။ပြီးတော့မှကျွန်တော်တို့ကဒုတိယတလွာအနေနဲ့ကျွန်တော်တို့ကမက်တယ်လို့ခေါ်တဲ့ ဒါအတွင်းလွှာအကာလို့လည်းခေါ်ကြတာပေါ့နော်ပြီးတော့မှကျွန်တော်တို့ကအောက်ထခိုးလို့ခေါ်တဲ့ကျွန်တော်အပြင်ဥတိုင်းအဲ့ဒီရဲ့အတွင်းမှာမှကျွန်တော်တို့ကအင်နာခိုးလို့ခေါ်တဲ့အတွင်းဥတိုင်းကဘာကြီးရဲ့အနစ်ပေါ့နော်စားတဲ့လွှာကြီးလေးလွှာတဲ့ကဘာကြီးကိုဖွဲ့စည်းတာလားဒါအောင်နမူနာပြပါဆိုတော့ကျွန်တော်တို့အလွယ်ဆုံးပြလို့ရတာကအုံဒီတစ်လုံးကိုပြန်ကြည့်လိုက်လို့ရတယ်ဘာကြောင့်လဲဆိုတော့အပြင်နာပပတ်စလေအုံငုံကလေးကြတော့ကျွန်တော်တို့ကဒါခရလို့ခေါ်လို့ရတယ်ပြီးတော့မှမေတယ်ကြတော့ကျွန်တော်တို့ရဲ့ဒီ ီအုံမခွက်ပေါ့နော်အုံမခွက်နေရာဒီလိုအမသားကိုကြာတော့ကျွန်တော်မက်ထရယ်လို့ခေါ်တယ်ပြီးတော့မှအော်နာခိုးကြတော့ကျွန်တော်တို့ကဒီအုံသားပေါ့နော်အုံဒီအသားပေါ့ထဲအသားကိုပြောလို့ရတယ်ပြီးတော့မှကျွန်တော်တခါအင်နာခိုးကြတော့ကျွန်တော်ရဲ့အထက်ကအုံကြီးစားစီးတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်ကဘာကြီးကိုတောက်ဥပမာပြလို့ရတယ်ဒီလိုနဲ့ကဘာကြီးရဲ့အပေါ်ဆုံးအလွာနလွာဖြစ်တဲ့ကျွန်တော်ခရက်နဲ့မက်ထရယ်ကြတော့အမြဲတမ်းဆွေလာသွားလာနေတယ်ဒါကိုကျွန်တော်တို့က Titanic Play လို့လည်းကျွန်တော်ကခေါ်တယ် ဒီဟာကပြောရမလို့အလွယ်ပြောရမလို့ဒီ Titanic Place တော့ကကျွန်တော်တို့ဒီကြောက်ချက်လွာကြီးတွေကကပောက်ဖွဲ့စည်းတာပပတ်စလီကနေအုပ်ပြီးတော့မှမဟုတ်နော်ဒီလွာတွေကအမြဲတမ်းမငြိမ်သက်နေဘူးရွှေ့လာသွားလာနေတဲ့အရာကြီးတွေဒါကြောင့်လည်းကျွန်တော်တို့ကပားမြေပုံမှာအရင်ခေတ်ဆက်ဆက်ကနေပြန်ကြည့်မယ်ကျွန်တော်တို့နှစ်ပေါင်းများစွာပြန်ကြည့်မယ်ဆိုကပားမြေပုံကမတူဘာကြောင့်လဲဆိုတော့ဒီအလွာကြီးတွေကတစ်ချက်နဲ့တစ်ချက်ရွှေ့လာသွားလာနေတယ်ဒီလိုအနေထားရွှေ့လာသွားလာနေကမှကျွန်တော်တို့ခံမသိလို့စီအချင်းချင်းတိုက်မိတာတွေပုံတိုက်တာတွေဒီလိုတွေဖြစ်လာတယ် အဲ့လိုတွေဖြစ်လာရင်ကျွန်တော်တို့ဒါငလင်ဆိုတာဖြစ်လာတယ်လို့ဒါအကြံပြေရတော့ပြောလို့တော့ရတယ်ဒီကနေ server မှာကျွန်တော်တို့ငလင်တွေဖြစ်တယ်ပြီးတော့မှတခုနဲ့တခုညိနေတဲ့အနေထားတွေပေါ့နော်ညိန်သက်နေတဲ့အနေထားတွေဒါတွေကမသိပေမဲ့လည်းဘုံနဲ့သူတို့တချင်းချင်းတချိန်ချိန်မှာပြန်ပြီးတော့မှကွဲကွာသွားတဲ့အနေထားတွေရောက်လာရင်ဒါသူတို့ရဲ့တုံ့ခါမှုတွေကြောင့်ပေါ့နော်ငလင်တွေဆိုတာဖြစ်တတ်လာတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကစိုးရတာကဒင်းငလင်ကိုဘေသောသိပ္ပံပညာရှင်တွေကမှဘေနေ့ဘေခါဘေချိန်ဘေရက်မှာငလင်လုံးမယ်ဆိုတော့တိကျတဲ့ခံမှန်မှုမျိုး ယနေ့အချိန်ထိကဘာပေါ်မှာဘေသိပ်ပံပညာရှင်မှာမစွမ်းဆောင်နိုင်သေးဘူး။ဒါကကျွန်တော်တို့အင်မတန်မှဝမ်းနည်းစရာကိစ္စရပ်ဖြစ်တယ်။ဒီပြင်ကျွန်တော်တို့သဘာဝဆိုးကျိုးတွေထဲမှာဆူနာမီပြီးတော့ဖြစ်မှာတို့ဘေးချိန်မှာဒီလီမုန်တိုင်းဝင်မှာတို့မိုးလေဝသတည်င်းတွေဘင်းနေဘေးရွာမိုးရွာမှာတို့အစားရှိတဲ့အကြောင်းအရာတွေကိုကဘာပေါ်မှာရှိတဲ့သိပ်ပံပညာရှင်အများစုနဲ့မိုးလေဝသပညာရှင်အများစုကခတ်မှန်းနိုင်သည့်တိုင်အောင်တကယ်တမ်းငလင်လုံးမဲ့ရက်အချိန်ခါဘေးသောသူမှာအခုချိန်ထိကျွန်တော်တို့ခတ်မှန်းလို့မရဘူး။ ဒါကြောင့်လည်းငလင်းအန်ဒီရဲ့ကြုံလာရင်ကျွန်တော်တို့ကများစွာသောဆုံဆုံမှုတွေအသက်အိုးအိမ်စီစိမ်ဆုံဆုံမှုတွေမကြာခဏဖြစ်တတ်ကြပါလေ။ကဘာပေါ်ကအစိုးရဆုံးငလင်းတစ်ခုကိုပြပါဆိုရင်ထောက်ကွက်60ခုနဲ့ချီလီနိုင်ငံမှာဖြစ်ခဲ့တဲ့ငလင်းကဒါကဘာပေါ်မှာအကြီးမားဆုံးနဲ့အစိုးရဆုံးငလင်းဖြစ်တယ်။မော်ဂနီချူအားဖြင့်ကျွန်တော်ကြည့်ရမယ်ဆိုရင်တော့အဲ့ဒီငလင်းက9.5ရာခိုင်နှုန်းထိရှိခဲ့တယ်။တကယ်လို့အဲ့ဒီရဲ့နောက်ဆက်တွဲနေတယ်ပေါ့နော်။ကျွန်တော်တို့ကမီးတောင်ပေါက်ကွဲမှုတွေပြီးတော့မှတခါဆူနာမီလိုင်းတွေစသစီတဲ့တဘာဝဆိုးကျိုးတွေကို အများကြီးကဘာရရင်ဆိုင်ခဲ့ရတဲ့ချီလီနိုင်ငံဒါကကဘာအပြင်းဆုံးငလေပြီးတော့မှကျွန်တော်မြန်မာအပြင်းဆုံးငလေလို့ပြောမယ်ဆိုရင်1912ခုနှစ်မေလ23ရက်နေ့မနက်စောပိုင်းမှာဖြစ်ခဲ့တဲ့မေမျိုးငလေဒင်းငလေကပြင်းအားအနေနဲ့ကျွန်တော်တို့စစ်ရဟန်းတို့ထိစီးခဲ့ပြီးတော့မှကဘာမြန်မာပြည်ရဲ့ဒါအပြင်းဆုံးငလေတွေကတစ်ခုဖြစ်မှတ်တမ်းဝင်ခဲ့တယ်ဒီချိန်မှာကျွန်တော်တို့ဆုံဆုံမှုနှစ်နာမှုတွေလည်းအများကြီးဖြစ်ခဲ့တယ်ဒါမဲ့ကျွန်တော်ဒုတိယအနေနဲ့မြန်မာတမိုင်းမှာဆုံဆုံနှစ်နာမှုအများဆုံးဖြစ်ခဲ့တဲ့ငလင်ကကျွန်တော်ဘကိုးငလင် ပငိုးကလေးရဲ့ပြင်အားက9.4ဒီစီးခဲ့ပြီးတော့မှအကျွန်တော်တို့အဲ့ဒီချိန်နိခါကဒီပငိုးဆွေမတော်ဖျားစီတီတော့ဒီစိန်ဖူးတော်မြေခါတာတွေဖြစ်ခဲ့တယ်ပြီးတော့မှအသက်အဝေးဆုံးဆုံးမှုတွေအများကြီးဖြစ်တယ်လူကြီးရဲ့900ကျော်အသက်စီစိန်ဆုံးဆုံးခဲ့ရတယ်ဒါကအပြင်းဆုံးငလင်တွေကလက်ရှိမတော်ချရသေးတဲ့အနေထားမှဆိုမြမအပြင်းဆုံးဒုတိယငလင်လို့လည်းပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပျက်ခဲ့တဲ့ငလင် စကိုင်းကိုမခုပြုတဲ့ငလေပေါ့နော်ဒါကကျွန်တော်ကဘာဆိုတော့ကျွန်တော်ပြောတဲ့ဒီပြက်ဆွေကြောကြီးတွေတက်တောနစ်ပလေးရှိကို အထိုင်ကျွန်တော်ဖင်ခုထိုင်တဲ့စကိုင်းဒီနေရာကစတဲ့ငလေကြီးကြတော့လေအင်မတန်မှကြောက်ဖို့ကောင်းတယ်ကျွန်တော်ပြင်းအားအနေနဲ့ကြည့်မယ်ဆိုရင်ခွနစ်တသမခွနစ်အထိရှိခဲ့တယ်ဒါတကယ်ကိုမြမသမားရဲ့ဒုတိယပြင်းအားအပြင်းဆုံးငလေလို့လည်းပြောလို့ရတယ်ဒီငလေကစကိုင်းမှာဖြစ်တယ်သူရဲ့နောက်ဆက်တွဲအနေနဲ့နောက်ထပ်12မိနစ်ကြာမှာကျွန်တော်ဒီ6တသမ4ရာဂန်နှုန်းစီးတဲ့ငလေတစ်ခုနောက်ထပ်တစ်ချိန်မလေးမြို့မှာထပ်ဖြစ်တယ် ခဲ့အင်မတာမှကျွန်တော်ဝမ်းနေစရာဖြစ်တယ်။ဆုံဆုံမှုတွေလည်းအများကြီးဖြစ်ခဲ့တယ်။အခုချိန်ထိလည်းအသက်အိုးအိမ်စီးစိတ်ပေါင်းများစွာဆုံဆုံနှစ်နာနေခဲ့ရတယ်။တကယ်ကိုဝမ်းနေစရာပါ။အခုပုံစံအလားတန်တူမျိုးကျွန်တော်လွန်ခဲ့တဲ့နှစ်နှစ်ကတူရကီနိုင်ငံမှာမနှတ်စောစောပိုင်းမှငလင်းတစ်ခုဖြစ်ခဲ့တယ်။အဲ့ဒီငလင်းက9.8%ကျန်တော့ထိပြင်းခဲ့တယ်။ပူဆိုးတာကကျွန်တော်တို့ကနေခင်မှာဖြစ်တယ်။သူတို့ကမနှတ်စောစောလူကြီးအားလုံးအိမ်ထဲဝင်ပြီးတိုက်တယ်ဝင်ပြီးအိမ်နေတဲ့အချိန်မှာဖြစ်တယ်။တွေးတာကြည့်လိုက်ကြပါဘလောက်ထိဆိုးွားလိမ့်မလဲ။ တိုက်တာပြုံမှုတွေမှာအင်မတန်မှကြောက်မှုကောင်းတယ်အင်မတန်မှဝမ်းနည်းစရာဖြစ်ခဲ့တယ်။ဒါနဲ့ကျွန်တော်တို့ရဲ့ကဘာကြီးကြီးပေါ်မှာတော့ငလင်အများစုကျွန်တော် Pacific သမုတ်နေရာတွေမှာဖြစ်လိဖြစ်တာရှိတယ်။အဲ့နေရာတွေကဒေသတစ်ခုမှာဆိုရင်ကျွန်တော်ဒီမီးတောင်ပေါင်းများစွာပေါ့နော်။ဒီမီးတောင်ပေါင်း450လောက်ရှိတယ်။အဲ့ဒီမီးတောင်တွေကမကြာခဏပေါက်ကွဲပြီးတော့မှကျွန်တော်တို့ဒီငလင်တန်တွေထပ်ဖြစ်တယ်။ဒီငလင်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကကျွန်တော်ဆူနာမီလိုင်းတွေစားစီးတဲ့တန်တွေကိုကျွန်တော်ဂျပန်ပြီးတော့မှအင်ဒိုနီးရှားဖိလစ်ပိုင်အစားစီးတဲ့နိုင်ငံတွေက အဲ့ဒီရေမီးတောင်ကပေါက်ပြီးတော့မှဖြစ်တဲ့ငလင်တန်တွေကိုမကြာခဏခံစားရတယ်။ဒါကြောင့်လေအဲ့ဒီနိုင်ငံတွေမှာဒီငလင်တန်နဲ့ပတ်သက်ပြီးတော့မှပေါ့နော်ကာကွယ်မှုတွေဆောက်ဆောင်မှုတွေသူတို့ကပြုတ်တင်ပြီးတော့မှစီစဉ်ထားတာလည်းရှိတယ်။ဆိုးတာကကျွန်တော်မြန်မာပြည်သားတွေအတွက်ကြတော့ငလင်တန်နဲ့ပတ်သက်ပြီးတော့မှဘုဟုသုဒအင်မတန်နေပါကြတယ်။ကျွန်တော်ပါဝင်မယ်။ဒါကကျွန်တော်ငလင်ဖြစ်လိုက်ပြီဆိုရင်ပျော်စရာတစ်ခုလုံးနဲ့ပဲကျွန်တော်တို့ကထင်ခဲ့ကြတယ်ပြချင်းငလင်ဖြစ်သွားတာလေ။ပြချင်းငလင်ဖြစ်လိုက်တာလေ။ဟေးငလင်ဖြစ်တယ်ဟာဆိုတော့ ဒီလိုပဲသိခဲ့ကြတယ်ပျော်ဆွေးနေကြတယ်ဒီချိန်မှာ Facebook မှာတက်တဲ့ post တွေကြီးလိုက်ငလင်ကြီးလှုပ်သွားတာဘာဖြစ်တာတော့ငလင်ကြီးကဘာကြောက်တာဒီလိုတွေပဲတင်နေကြတယ်ဘာကြောက်လဲကျွန်တော်ကငလင်နဲ့နဖူးတွေ့ဒူးတွေ့ငလင်ရဲ့အန်တရုံမြင်ဆိုင်ရဘူးငလင်ရဲ့ဖြည်းဖြည်းလေးလောက်ခတ်သွားတာလောက်ပဲတွေ့ခဲ့ဘူးပြောမယ်ဆိုရင်ကျွန်တော်ရဲ့ဒီလန်လန်စာပေနေနေတယ်ပေါ့နော်ငလင်အန်တရကွယ်နီးတွေလည်းဒီလိုညွန်ကြားပေးတဲ့ဘူးသူတာတွေလည်းနေပါခဲ့ကြတယ် ဒါကြောင့်လည်းဒီနေ့ဒီချိန်ဒီခါမှာကျွန်တော်ငလေးကိုနဖူးတွေတူတွေတွေ့လာတဲ့အနေထားမှာအင်မတန်မှကြောက်ဖို့ကောင်းတယ်။ဒါပေမဲ့ကျွန်တော်အားလုံးကနောက်ကျခဲ့ပြီ။ကျွန်တော်မှဘာမှကြိုတင်ပြင်ဆင်မှုတွေမရှိခဲ့ကြဘူး။ဒါပြောရမယ်ဆိုရင်ပေါ့နော်ဂျပန်တို့ဘာလို့ဆိုမကြခဏပြည့်တဲ့အတွက်သူရဲ့တိုက်တာတန်ရာတွေကလည်းခိုင်ခိုင်မှုရှိအောင်ငလင်တန်ရဲ့စိုးကျိုးကိုခတ်နိုင်အောင်တိဆောက်ကြတယ်။ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာကြတော့အလားတူပုံစံမျိုးတွေကနေပါတယ်။ကျွန်တော်နေတဲ့ပတ်ဝန်းကျင်တွေမှာဆိုရင်လုံးဝမရှိသလောက်ပဲ။တာမန်နေထားနေနေပဲစောင့်နေကြတယ်။ တကယ်တမ်းငလင်နဲ့တလို့နဖူးတွေတူတွေကြုံလာတဲ့အနေအထားမှာဆိုရင်ဒီတိုက်တန်ရတွေကလုံးဝခိုင်ခံ့မှုတွေမရှိဘူးအဲ့ဒီရဲ့ဆိုးကျိုးတွေကိုကျွန်တော်တို့ကယနေ့အချိန်မှာခံစားနေရတာဖြစ်တယ်ဒါကတကယ်ကိုဝန်းနေစရာပါပဲကျွန်တော်ကိုယ်တိုင်တကယ်တမ်းငလင်နဲ့နဖူးတွေတူတွေတွေ့လာတဲ့အနေအထားမှာတကယ်ကိုမှကြောက်တဲ့စိတ်ကဖြစ်လာတယ်အဲ့ဒီနေ့ကငလင်လောက်သွားတဲ့နေ့ကဆိုရင်ကျွန်တော်ဒီသုံးတက်မြောက်အထက်မှာကျွန်တော်ရဲ့တန်ရသုံးတက်မြောက်အနေအထားမှာကျွန်တော်စီနေတယ်ကျွန်တော်တိုက်တန်ရစီနေတယ်ပေါ့နော်ဒါပေမဲ့တကယ်ကိုဘယ်လိုလဲငလင်လောက်မှမသိခဲ့ဘူး ျွန်တော်မှအတွေ့အကြုံမရှိခဲ့ဘူးပထမဆုံးအချိန်ဘဝမှာငလင်ကိုကျွန်တော်ဘယ်လိုလဲရင်ဆိုင်ခဲ့ရတာပဲအရင်ကဆိုတော့အတန်ပဲကြားဘူးလေအခုတကယ်တမ်းတွေ့လာတဲ့နေထားမှာကျွန်တော်ပထမဖြစ်ခဲ့တာကကျွန်တော်မူမိုက်နေတယ်ကျွန်တော်သွေးအားနည်းလို့မူးတယ်လို့သာကျွန်တော်ကိုကျွန်တော်ထင်ခဲ့တာတကယ်တမ်းကျတော့ဒါကငလင်လောက်နေတာဒီနေရာမှာပဲကျွန်တော်တို့အချိန်ပေါင်းများစွာကုန်ခဲ့တယ်ကန့်ကောင်းတာကအဲ့ဒီအချိန်တွေမှာသာကျွန်တော်တို့ရဲ့တန်ရာကြီးကအခိုင်အမာမရှိခဲ့ဘူးဆိုရင်ဒီနေ့ဒီဗီဒီယိုကျွန်တော်ပြောနေစရာအကြောင်းရှိလာမှာမဟုတ်ဘူး ။ဘာကြောင့်လဲငလင်ုံဖြစ်တယ်ကနေကျွန်တော်တို့ကကြိုတင်ကာကွယ်ဖို့နီးလန်းနေလည်းမသိဘူး။ဘာလုပ်ရမှန်းလည်းမသိဘူး။အစိမ့်သက်သက်ကြီးဖြစ်နေခဲ့တယ်။ဆိုလိုချင်တာကကျွန်တော်ဖြစ်နိုင်မယ်ဆိုကျွန်တော်မြော်ပြီးသားတွေနေနေလည်းငလင်ရဲ့အကြောင်းအရာတွေကိုပုံမူပြီးတော့မှလေ့လာစေချင်တယ်။ငလင်ဖြစ်လာရင်ဘာတွေစောင့်စားရမလဲဘာတွေလုပ်ပြရမလဲဆိုတော့ကြိုပြီးတော့မှသိထားစေချင်တယ်။ဘာကြောင့်လဲဆိုတော့ငလင်ဆိုတဲ့အရာကဘေးသိပ်ပပညာစင်မှာခတ်မှန်လို့မရတဲ့အရာတစ်ခုဖြစ်တယ်။အဲ့ဒီအတွက်ကျွန်တော်တို့ကမြည်သည့်အချိန်မြည်သည့်အခါမြည်သည့်ရက်မှာဖြစ်လာမယ်ဆိုတော့ဘယ်သူမှမသိဘူး။ဒီအတွက်ကိုကိုတိုင်ကိုကိုကို ကောင်းဆုံးအနေထားတည်ရတဲ့ငလေဖြစ်လာရင်ဘာတွေအရေးဆုံးလုပ်ရမလဲဆိုတော့သိထားဖို့တော့လိုအပ်တယ်လို့ကျွန်တော်ထင်တယ်။အခုငလေတောင်ကိုခန်းစားနေရတဲ့ဒီကျွန်တော်မန္တလေးဘက်ကပြည်သူတွေကဒီစကိုင်းကပြည်သူတွေရောဒီနေရာမှာဘေးအန္တရာယ်ကင်းဝေးပြီးတော့မှကျွန်တော်တို့ပျောက်ဆုံးနေတဲ့သူတွေကအမြန်ဆုံးအသက်ဆင်းလျက်နဲ့ပြန်တွေ့ပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးတယ်။ပြီးတော့မှဖြစ်နိုင်ကျွန်တော်တို့တွေတတ်နိုင်တဲ့ဘက်ကနေပါဝင် ကူညီပံ့ပိုးပေးကြဖို့လို့ကျွန်တော်ကိုယ်တိုင်တိုက်တွန်းတယ်ကျွန်တော်လည်းဒီနေရာမှာတတ်နိုင်တဲ့ဘက်ကနေအများဆုံးပတ်ဝန်းကူညီပံ့ပိုးနေတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်ပို့ပြီးတော့တစ်ချက်ပြောချင်တာကမကူညီချင်နေပါမနောက်ဆက်ပါနဲ့ဒါနောက်ပိုင်း Facebook မှာเนาะအနေနဲ့ကဖြစ်ခဲ့တဲ့အချိန်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဇက်တိုက်တင်လာတဲ့ပို့တယ်တကယ်ဝမ်းနေစရာကျွန်တော်ဆိုဒီ time မှာဖြစ်သွားတဲ့ဒီဒီအစိုးရစင်းစစ်ဂျုံကြီးပြုတ်ကျသွားတယ်ဒီတော့ထပ်30လောက်မြင့်တဲ့ဂျုံကြီးပြုတ်ကျတဲ့အနေထားဘာကြောက်လဲဆိုတော့ လုတ်သားတွေမြန်မာပြည်သားလုတ်သားတွေပဲအများကြီးဝင်လုံနေတဲ့ဒီလိုနေရာမျိုးမှာဝန်းနေနေတဲ့အချိန်မှာဇက်တိုက်တက်လာတဲ့ပို့တယ်ဖေဖို့တွေဝင်ကြည့်ပြီးတော့တကယ်လို့ပြကျွန်တော်ဆိုလိုချင်တဲ့တောင်းဆိုချင်တဲ့ဖြစ်နိုင်ကိုချင်းစာတရားလေးတွေထားပေးကြပါ။ဘာကြောင့်လဲဆိုတော့အဲ့နေကျွန်တော်တွေးလိုက်တဲ့ပို့တွေဟာသားပို့တွေသက်သက်သာတွေးတယ်။ငလင်ကြီးလှုပ်သွားတာလို့ကပားကြီးနှချမ်းကွဲဝိုင်းပါဖြစ်မှာလို့ပြီးတော့မှငလင်ကြီးလှုပ်တာဒီကိုစီလာကြီးနှကောင်ထားကိုင်းနေကြကြောက်တော့စားစီးတဲ့ပုံစံမျိုးတွေပေါ့နော်။ကိုချင်းစာတရားလေးနည်းနည်းလောက်ထားကြည့်ပါ။ အဲ့ဒီချိန်ကလူအသေးပြောင်းမရှိသေးဘူးလို့ထင်ပေမဲ့လည်းကျွန်တော်ကြုံပြီးတော့တွေးမိတယ်ဒီတိုက်ဒီထိုင်းနိုင်ငံကတိုက်ပြိုတဲ့အထက်မှာကျင်းနေပေါင်းမြန်မာပြည်သားတွေအများကြီးသက်ဆုံဆုံးမဲ့ဆိုတော့ကြုံပြီးတော့တွေးခဲ့တယ်ပြီးတော့မှကျွန်တော်တို့မန္တလေးစကိုင်းကအဲ့ဒီပြုံမှုတွေဇတိုက်ကိုတွေးရတယ်အဲ့ဒီချိန်ကလည်းကျွန်တော်ပြောရမဆိုကျွန်တော်ရဲ့ Facebook ကိုပြောရမဆိုအမှန်တမ်းတည်းအာနာသိမီဒီယာနောက်ပိုင်းတွေကနေစပြီးတော့မှကျွန်တော် Facebook မှာ profile အမဲကိုကျွန်တော်ထည့်လာတယ်ဘာမှဘလို့တော့ဟာသာတော့ပို့နေတယ် ပြီးတော့မှကြောရဲ့ဒီဒကွေလှုပ်ရှားသွားလာမှုအကြောင်းဘာတစ်ခုမှကျွန်တော်မတင်မနဲ့လုံးဝကိုငြိမ်သက်နေခဲ့တယ်။ဘာကြောက်လဲတစ်ဖက်သားတွေစိတ်ဆင်းရဲတဲ့အချိန်မှာကျွန်တော်ဒါမျိုးမလုပ်သင့်ဘူး။ဒါကိုချင်းစာတရားလို့ပဲကျွန်တော်မြင်တယ်။ဘာကြောက်လဲဆိုတော့ပညာတတ်တာမတတ်တာတက္ကနာထာအရေးကြီးတာကိုချင်းစာတရားသာစီဖို့တော့ကျွန်တော်ဖြစ်စေချင်တာပေါ့နော်။ဘာကြောက်လဲဆိုတော့လူများကဒီချိန်မှာပူဆွေးသောကရောက်နေတဲ့အချိန်ဒီနေ့မှလည်းကျွန်တော်ထပ်တွေးလိုက်တဲ့ပို့တယ်။မန္တလေးပတ်မာတွေပေါ့နော်။တကယ်ကိုဝမ်းနေစရာတွေပါ။ ါတွေကတော့ကျွန်တော်လည်းမပြောတော့ချင်ပါဘူးဘလိုပဲဖြစ်ဒီနေ့မှာထပ်တွေ့တယ်ဒီနေ့မှာဒီလိုလောက်တာဘာသာရေးကိုကျွန်တော်ပုတ်ခတ်တာတော့မဟုတ်ဘူးနော်နောက်နှစ်မှပြောင်းပြီးတော့လုပ်လို့လည်းရတယ်ဘာကြောင့်လဲဆိုတော့ဒီလိုလောက်လိုက်ချင်းဖြစ်လောက်တဲ့လူတွေကတော့ကုသိုလ်လုံးနေတာပဲဒါပေမဲ့တစ်ဖက်မှာထိုင်ပြီးကြည့်နေတဲ့လူကသူ့ရဲ့မိသားစုတွေမိသားစုဝင်တွေဒီတိုက်ပိနေတဲ့အောက်တွေမှာစီနေတာ၃-၄ရက်စီနေပြီပူစေးသောကတွေညားနေတဲ့မျက်လုံးတွေနဲ့ကြည့်နေမှာဒါကိုခင်ဗျားတို့လက်ပြတန်းရလာ လက်ပြလုံကြပါစေလို့တော့ကျွန်တော်ပြောချင်တယ်ဒီနေ့ဗီဒီယိုလေးကတော့1 in 1နဲ့ပဲဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါတယ်အားလုံး